အပမာဒတရားကိုမြတ်စွာဘုရားကတရားတွေထဲမှာအမျက်ဆုံးတရားလို့ခေါ်တယ်အပမာဒဆိုတာကောင်းမှုမမေ့တာကောင်းမှုပြုဖို့မမေ့တာဒါအကျယ်ပြန့်ဆုံးအတိတ်ပဲပေါ့သူမပါလို့ရှိရင်ဘယ်ကောင်းမှုမှအလုံးမဖြစ်ဘူးမေ့နေတယ်ဆိုရင်ဒါနရောပြုပြမလား ကိုကိုဘောကောင်းအောင်နေဖို့အပြစ်ကင်းအောင်နေဖို့ဆိုတဲ့တိလဝူရောစောက်တည်ပြင်မလားတမာရီပညာဘာဝနာလုပ်ငန်းဆိုတာကျတော့ပို့တော်ဝေးသွားဒါအပမာဒဆိုတဲ့စကလုံးလေးကကုသိုလ်ကောင်းမှုကိုမမေ့တာတို့ထက်ပိုပြီးတော့လေးနေတဲ့အတိတ်ပဲနဲ့ပြောရမယ်ဆိုရင်ကိုယ်ဘဝကိုကိုမမေ့တာကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာကို သိနေတာဒီစကလုံးကလည်းအတိတ်ပဲကျင်နော်ကိုဘွားကိုမမေ့တာဆိုတာကကိုဟာမွေးဖွားလာတယ်တဖြည်းဖြည်းနဲ့ပျက်စီးခြင်းစီကိုဥတီပြီးတော့ရွှေလျားနေရတယ်ဘဝကိုမြင်တဲ့အခါမှာအ ਨੇ စုံအလောက်လေးကတော့ခြုံငုံပြီးတော့ထိတိမိမိမြင်တတ်ဖို့လိုတယ်ကိုဘွားမှာမဟုတ်ပါဘူးဘယ်တော်ဝါရဲ့ဘဝပဲဖြစ်ဖြစ် စဖြစ်လာတဲ့ကိုကပျက်စီးခြင်းစီကိုဥတည်ပြီးတော့ရွေလျားနေတာအဲ့ဒါတာမရစီမရရက်မရနာမရတမလားပြီးတော့အဲ့ဒါပျက်စီးမှုကြီးနဲ့တဲ့တဲ့တိုးမှာပဲဝေပွားခြင်းနဲ့ပျက်စီးခြင်းရဲ့အကြောင်းမှာအမျိုးမျိုးအတွေ့အကြုံတွေလောကဓာတ်တွေကိုရင်ဆိုင်ရင်းဖြည့်ရှင်းရင်းယုံရင်းကံရင်းနဲ့ပြောရရင်ဒုက္ခဖြစ်ရင်းနဲ့ပျက်စီးမဲ့စီကိုသွားတာပါပဲ ဘယ်ချိန်ပြက်မလဲဆိုတာလည်းမသိဘူး